အမေရိကန်သမရနဲ့အစိုးရအဖွဲ့ရဲ့ထိပ်ပိုင်းအရာရှိတွေအနေနဲ့မတော်တဆအမှားကျူးလွန်မိရင်နင်နာမှုကြီးမားသွားနိုင်တဲ့ကိစ္စတွေရှိပါတယ်။အဲ့ဒီထဲမှာအမေရိကန်ရဲ့စစ်ရေးလှုပ်ဝက်ချက်တွေကိုပောက်ကြားစေမှုကလည်းတစ်ခုအပါအဝင်ပါ။တကယ်လို့သာအဲ့ဒီလိုသတင်းအချက်လက်တွေကရန်သူလက်ထဲကြိုရောက်သွားမယ်ဆိုရင်အမေရိကန်စစ်သည်တွေရဲ့အသက်အန္တရာယ်အတွက်ကြီးမားတဲ့ချိန်ချမှုတွေကြုံသွားစေနိုင်ပါတယ်။ ဒါကြောင့် Trump ရဲ့အစိုးရအဖွဲ့ကအဲ့ဒီလိုအမှားမျိုးကိုမတော်တဆကျူးလွန်မိခဲ့တဲ့နောက် Washington DC မြို့တော်မှာအတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲပေါက်ကြားသွားတဲ့ထိတ်တန့်စစ်ရေးလှုပ်ဝက်ချက်တွေဟာ America ရဲ့ရန်ဘတ်တွေလက်ထဲကိုတော့ကျိုရောက်မသွားခဲ့ပါဘူး။ရေမင်းနိုင်ငံမှာရှိတဲ့ဟိုတီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စစ်ရေးပြစ်မှတ်တွေကို American ကစစ်ဆင်တိုက်ခိုက်မှုတွေမစတင်ခင်အဲ့ဒီအကြောင်းကို Trump ရဲ့အတွင်းစီအစိုးရအရာရှိတွေကြားမှာဆွေးနွေးကြတဲ့ group chat တစ်ခုတည်း ဩစာကြီးမားတဲ့နိုင်ငံရေး channel list အုပ်ကိုမာယွင်ထည့်သွင်းမိခဲ့တာ ဖြစ်ပါတယ်။ Marshall 24ရက်နေ့ကသူ့ရဲ့ website မှာ Atlantic Magazine ရဲ့ editor ချုပ် Jeffrey Goldberg ကဖော်ထုတ်ရေးသားခဲ့ပြီးရှီမင်ကို American ရဲ့စစ်စင်ရေးတွေမဆခင်နှစ်နာရီလောက်အလိုကလေးကသူဟာအဲ့ဒီအကြောင်းကိုကြိုသိခွင့်ရခဲ့တယ်လို့အတည်ပြုပါတယ်။သူကိုတမင်ရည်ရွယ်တာမဟုတ်ပဲအဲ့ဒီ group chat ထဲမာယွင်ထည့်သွင်းမိခဲ့တာဖြစ်နိုင်တယ်လို့ Goback ကကောက်ချက်ချထားပါတယ် သူဟာအင်ဖြူရောအမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Michael Walsh နာမည်နဲ့ဖွင့်ထားတဲ့ signal number တစ်ခုရဲ့ချိတ်ဆက်မှုကိုရပြီးနောက်နှစ်ရက်အကြာမှာ group chat ထဲကိုရောက်သွားခဲ့တာလို့ရှင်းပြပါတယ်။အဲ့ဒီ group chat ထဲမှာ American ဒုတိယသမ္မတ James David Vance ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့အပါအဝင် American ရဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာထိပ်တန်းအရာရှိ18ရောက်လောက်ရှိနေခဲ့ပြီးဟိုတီရီကိုစစ်ဆင်ရေးဆောင်ရွက်မှုနဲ့ပတ်သက်လို့အပြက်အလှန်အသေးစိတ်ရှင်းလင်းကြား နောက်ဆက်တွဲအကျိုးဆက်တွေကိုတိုင်ပင်ညှိနှိုင်းနေခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့ဂိုဘတ်ကအဲ့ဒီအကောက်ပါရှင်တွေဟာတကယ်အစ်စ်အမှန်မဟုတ်ပဲပုံမှားရိုက်သူတွေလို့ယုံကြည်ခဲ့ပြီးသူ့ကိုအကြောင်းတစ်ခုခုကြောင့်အယုံသွင်းဖို့ထောင်ချောက်ဆင်းနေတယ်လို့ပဲထင်နေခဲ့တာပါ။သူက American အစိုးရအရာရှိတွေအယောင်ဆောင်ထားတဲ့ group chat အကြောင်းလို့ပေါ်ကိုင်းဘက်တွေကိုတောင်ပြောပြခဲ့ပါသေးတယ်။ဂိုဘတ်ဟာ group chat ထဲမှာရေးသားတာတွေဆွေးနွေးတာတွေမှန်သမျှသူ့ရဲ့ဖုန်းကနေမြင်ကွင်းရနေခဲ့တာဖြစ်ပါတယ်။ ဟိုတီတွေကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေစတင်ပြီးမိနစ်ပိုင်းအကြာမှာပဲ Boss က group chat ထဲမှာ amazing job လို့အောက်ပွဲခံရေးသားခဲ့ပြီး American Alan လက်သီးဆုံးနဲ့မိတော့ပုံတွေကိုပါတင်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ GoBack ကသူဟာတကယ်ထိတ်တန့်လှုပ်ဝက်အဆင့်ဆွေးနွေးတဲ့ group chat ထဲမှာယွင်ထည့်သွင်းခံထားရမှန်းသဘောပေါက်နေခဲ့ပြီဖြစ်ပါတယ်။ဒီဆွေးနွေးမှုအချက်အလက်တွေဟာမသက်ဆိုင်သူတယောက်စီပေါက်ကြားခဲ့တဲ့မှာယွင်မှုကအင်ဖြူတော်အတွက်တော့နောက်ဆက်တွဲကြရက်တွေအများကြီးကြုံလာစေနိုင်ပါတယ်။ စစ်ကနေဟာသတင်းအချက်အလက်လုံးချုံမှုအပိုင်းမှာနမေကောင်းရထားတဲ့ message ချင်းဝန်ဆောင်မှုဖြစ်တဲ့အတိုင်းအခုလိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကိုသတ်မှတ်ထားတဲ့အစိုးရ channel တွေရဲ့ပြင်ပကနေဆွေးနွေးတဲ့အတွက်ဥပဒေချိုးဖောက်တဲ့အထိပ္ပယ်မျိုးလည်းဖြစ်လာနိုင်ပါတယ်။ American အစိုးရဟာနိုင်ငံရဲ့အလျောဝက်ဆောင်အစင်ထားရှိရမယ့်အချက်အလက်တွေကိုလွယ်လွယ်လေးပေါက်ကြားစေခဲ့ကြောင်းဒီအမမျိုးဟာ American ရဲ့လုံခြုံရေးအပေါ်ယုံကြည်ချက်ရော့ပါသွားစေကြောင်း Democratic Party ရဲ့အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဝင်အမတ် မတ်ဝါနာကလူမှုကော်ရဲမီဒီယာ X မှာဝေဖန်ရေးသားထားပါတယ်။ Democratic Party ရဲ့နောက်ထပ်လွှတ်တော်အမတ်ဒီလူစီယိုကလည်းအခုကိစ္စနဲ့ပတ်သက်လို့ပွင့်လင်းမြင်သာပြီးပြည်စုံတည်ကြတဲ့စုံစမ်းစစ်ဆေးမှုတွေကိုအမြန်ဆုံးလှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါ့အပြင်အာနာယ Republican Party ရဲ့အမတ် John Bacon ကလည်းပုံမကျဘူးလို့ဝေဖန်ခဲ့ပါတယ်။ဒီလိုသတင်းချက်လက်တွေကိုလုံခြုံရေးတိသက်အစီအမံတွေမရှိတဲ့စနစ်တစ်ခုထဲမှာဆွေးနွေးတာမျိုးလုံးဝမဖြစ်သင့်ဘူးလို့သူကပြောပါတယ်။ရုရှားနဲ့တရုတ်ဟက်ကာတွေဟာ ဘော့စ်ရဲ့ဖုန်းကိုအချိန်ပြည့်ထောက်လန်းထိုးဖောက်ဖို့ကြိုးစားနေနိုင်တယ်လို့လဲဘေကွန်ကဆိုပါတယ်။ Trump ကိုစားပြုတဲ့ Republican Party ဟာလောလောဆယ် American လွှတ်တော်နှစ်ရက်စလုံးကိုအင်အားအသာစီးနဲ့ထိန်းချုပ်ထားတဲ့အချိန်ဒီကိစ္စကိုတော့တာဝန်ယူစုံစမ်းတာတွေလှောက်ဆောင်လာရပွဲရှိပါတယ်။ Republican Party ရဲ့အောက်လွှတ်တော်ဥက္ကဋ္ဌ Mac Johnson ကတော့အခုပြဿနာဟာတိတ်ပြီးပုံကြီးချဲ့စရာမလိုဘူးဆိုတဲ့သဘောမျိုး short ပေါ့ပြောဆိုသွားခဲ့ပြီးအင်ဖြူရိုဟာဒီအမားကိုသင်ကန်းစာယူပြင်ဆင်มาဖြစ်ကြောင်း ောက်ထပ်လည်းဒါမျိုးထက်ကြုံမှာမဟုတ်တော့ကြောင်းပြောကြားသွားပါတယ်။အင်ဖြူရဘက်ကတော့ဒီကိစ္စအပေါ်ဘာမှတ်ချက်မှမပေးဘဲနှုတ်ဆက်နေသေးလို့သိရပါတယ်ရှင်။